ရှင်းနှစ်ကြာတွင်ခဲ့တဲ့ချက်သူရင်ထားသွားခြင်းကိုခံရလို့ဝေဖန်မှုတွေခံနေရတဲ့လင်းအောင်ခင် ရန်ကုန်စန်နီနျူးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များရှင့်လင်းအောင်ခေကအမှုပညာလောကမှာကြိုးစားနေတဲ့လူငယ်တယောက်ဆိုရင်လုံးဝမမားပါဘူး။ကြာရဆက်ရုပ်ပေါ်မှာအကောင်းဆုံးသင်ယူဆောင်ပြီးဖိုတိုမော်ဒယ်အဖြစ်နဲ့ရပ်တည်နေတာဖြစ်ပါတယ်။လင်းအောင်ခေကိုပရိသတ်တွေကအရန်ကိုအသေးဆွဲကြတယ်လို့အထူးသဖြင့်အမျိုးသမီးငယ်လေးတွေရဲ့အသေးဆွဲမင်းသားတစ်လက်ဆိုရင်လည်းမမားပါဘူး။လင်းအောင်ခေကရုပ်ရည်ခန္ဓာကိုယ်အကျိုးစားဘာမှအပြစ်ပြောစရာမရှိပါဘူး။ဒါပြင်လင်းအောင်ခေကလူငယ်တယောက်ဆိုပေမဲ့အခြေအနေနဲ့ပတ်သက်ပြီးပွင့်လင်းမြင်သွားစား ာနေထိုင်ခြင်းမရှိသလိုအခြေအနေနဲ့ပတ်သက်ပြီးထုတ်ဖော်ပြောဆိုတာမျိုးလည်းမရှိပါဘူး။ဒါပေမဲ့လွန်ခဲ့တဲ့ရက်ပိုင်းကတော့လင်းအောင်ခစ်တရအသေးကွဲနေရဆိုပြီးမိခင်ရှိမငိုကျွေးနေတဲ့ဗီဒီယိုဖိုင်တစ်ခုကပြန်နှံ့လာခဲ့ပါတယ်။ဒါကလင်းအောင်ခစ်ကိုယ်တိုင်တင်လိုက်တဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်။ဒါကြောင့်မလို့အားလုံးကတော့လင်းအောင်ခစ်ကိုတနာနေကြတာပါ။တချို့သောပရိသတ်တွေကလည်းရှစ်နှစ်ကြာလောက်တွင်းလာပြီးမိန်းကလေးတယောက်ပေါ်မှာတာဝန်ယူမှုမရှိတဲ့သူအနေနဲ့ငိုကျွေးနေစရာအကြောင်းမရှိဘူးလို့လည်းပြောပြလာခဲ့ပါတယ်။လင်းအောင်ခစ်ကအခုလက်တလုံးမှာနာမည်ရနေတဲ့အစို တော်စုလိုက်နေချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။သူတို့နှစ်ဦးချစ်သူဖြစ်တယ်ဆိုတာတော့နှစ်ဖက်မိမိပါအတိုင်းဝိုင်းတွေကပဲသိရှိခဲ့တာဖြစ်ပြီးအမှုပညာရှင်ဒေါက်တော်များများနဲ့ပရိသတ်တွေကလုံးဝမသိခဲ့ကြပါဘူး။ဒေသရှင်စုလိုက်ဟာဆိုရင်လေလိပ်ပြာလေးတွေအနားမှာဝဲဆိုတဲ့တခြင်းလေးတစ်ပုဒ်နဲ့ပရိသတ်တွေရဲ့ကြားထဲကိုရောက်ရှိခဲ့တာဖြစ်ပြီးသူရဲ့တခြင်းတစ်ပုဒ်ကလည်းပရိသတ်တွေဒေါက်တော်လေးကိုဆွေးလန်းခဲ့ရတဲ့တခြင်းမှာဒါအပြင်ကာဘာဆောင်တွေကိုလည်းပြန်လည်တည်ဆုံနေတဲ့အမှုပညာရှင်တအုပ်ဖြစ်တယ်လို့လက်ရှိမှာဆိုရင်လေနေထွန်းနဲ့ပါပြီးတော့တခြင်းအသစ်တွေများစွာထွက်ရှိဖို့အတွက်ပြင်ဆ င်နေတာဖြစ်ပါတယ်ခန္ဓာကိုယ်အချိုးအစားရုပ်ရည်အသားရည်တစ်စက်မှပြောစရာမရှိအောင်လှပတဲ့ဆူနိုင်နေ လင်းအောင်ခေတ္တချစ်သူတွေဖြစ်နေလေဆိုတာကိုတော့သူတို့နှစ်ဦးကွဲခွာသွားမှသာပရိသတ်တွေကသိရှိကြရတာဖြစ်ပါတယ်။စူလိုင်ကအရန်ကိုချမ်းသာတဲ့အကြီးကြီးတဲ့ချမ်းသာတဲ့မိသားစုဝင်တအုပ်လို့လည်းသိရပါတယ်။ဒါအပြင်ဒေသရှင်စူလိုင်ကအခုချိန်မှာတော့လင်းအောင်ခေကိုထားပြီးခရိုနီအမျိုးသားတအုပ်နဲ့ချစ်ကြိုက်သွားတယ်လို့လည်းသိရပါတယ်။လင်းအောင်ခေအနေနဲ့ကတော့ရှင်းနစ်ကြာတွဲလာတဲ့ချစ်သူကသစ္စာဖောက်ခြင်းကိုခံရလို့မခံမရနိုင်ဖြစ်အောင်ဝမ်းနည်းနေတာကြောင့်မိခင်ဖြစ်သူကလည်းအားပေးနေကြရပါတယ်။ဒါပေမဲ့အမျိုးသမီးပရိသတ်သူချင်းကတော့လင်းအောင်ခေကိုမတနာတဲ့အပြင် မင်းကလေးတယောက်ကိုရှစ်နှစ်ကြာတွေ့ပြီးတော့မှတာဝန်ယူဖို့မရှိဘူးလက်ထပ်ဖို့လည်းအစီအစဉ်မရှိဘူးလက်ထပ်ဖို့တော့မပြောနိုင်သေးဘူးဆိုတော့ဒီမင်းကလေးအနေနဲ့သူ့ထက်သားသားလေးမသားသားလေးနောက်မှထသူ့အတွက်ကောင်းပြီးတော့မှတာဝန်ယူမှုရှိတဲ့သူကိုရွေးချယ်သွားတာမမားဘူးလို့ပြောကြတဲ့သူရှိသလိုအမျိုးသားဒူကြီးအနေနဲ့ကလည်းကိုယ့်ရဲ့ချစ်သူကိုအကောင်းဆုံးသောဘဝကိုရောက်ရှိအောင်ပံ့ပိုးနိုင်ဖို့ကြိုးစားနေရတဲ့အချိန်မှာအခုလိုတစ္ဆာမဖောက်တင်မှုဆိုပြီးပြောဆိုဝေဖန်နေကြတာလည်းရှိပါတယ်ပရိသတ်တော်တော်များများကတော့ဒေသရှင်စုလိုက်ကိုတိကျကြတယ်ဆိုပေမဲ့သူတို့နောက်ချစ်သူဖြစ် စ်နေရဆိုတာကိုတော့မသိငယ်ကြပါဘူး။လင်းအောင်ခင်အနေနဲ့လည်းတော်တော်လေးကိုဝမ်းနဲ့ကြည်ခွဲစွာခံစားနေရတာဖြစ်ပါတယ်။ဒေသရှင်စုနိုင်ကတော့လက်ရှိစီမှာတော့ခံစားနေရတဲ့ပုံမပေါ်ဘဲနဲ့အကောင်းဆုံးရက်တီဖြတ်တန်းနေတာကိုဒါတွေ့မြင်ရတာဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောရှင်းနေကြတန်တွဲခဲ့ပြီးမှထားသွားခဲ့တဲ့ချစ်သူပေါ်မှာခံစားနေရတဲ့လင်းအောင်ခင်ကိုဘယ်လိုတွေမြင်မိလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်။